ကျမ်းဟောင်းတရားသည် အသက်ကို တတ်တဲ့ဤမောရှိကျမ်းနဲ့ရေးထားတဲ့ကျမ်းတွေအားလုံးကအဲ့ဒါဘာလဲမကျင့်နိုင်ရင်အသက်တည်စီတဲ့ကျမ်းကျင့်ထားတဲ့ကျမ်းဒါပေမဲ့ဝိညာဉ်တော်တရားဟုမူကားအသက်ရှင်စေတဲ့ဒါကြောင့်ပြည့်ညက်တရားအတိုင်းခရိယန်ဆက်လို့ရမယ်လို့ထင်နေသေးတယ်ဆိုရင်သင်ကလေတီမဲ့လမ်းကိုယူလိုက်တာနဲ့တူတူပဲဒါပေမဲ့ယေရှုခရစ်တော်အဖြစ်ခံရတဲ့ တန်ရှင်သောဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းတန်ရှင်သောဝိညာဉ်တော်ရဲ့မိထားရဖွင့်ခြင်းနဲ့အသက်ရှင်တော်သင်ဟာဝိညာဉ်တော်တရားဤဟုသောအသက်ရှင်စီတတ်တော်တရားကိုရတော်သူဖြစ်တယ်ဆိုတော့ယေရှုကြွလာခြင်းကဘာလဲပညာတိကျမ်းတွေအနာဂတ်တိကျမ်းတွေအားလုံးပြည့်စုံဖို့အတွက်ကြွလာတာဖြစ်တယ်အားလုံးတည်ကြပါစေတော့ဆိုပြီးကြွလာတဲ့တရားမဟုတ်ဘူးအားလုံးကိုအသက်ရှင်စေဖို့ ကြွာလာတဲ့တရားဖြစ်တယ်။ပညာတိကျမ်းလို့ပြောရင်စီရင်တာဘာတူလဲ။မောရှေမောရှေကပညာတိကျမ်းရဲ့အချုပ်ဖြစ်တယ်။ဒါပေမဲ့ तू ကဒီလိုလုံးရမယ်ဆိုတဲ့ဟာတွေပဲဖွင့်ပြလိုက်တာ။အောက်ကဣတရီလာလူမျိုးတွေလုံနိုင်လား။မလုံနိုင်ဘူး။ငါမတပါအချားတော်ဖျားမကူးခွင်နဲ့ဆိုတဲ့ကြောက်ပြောက်ကိုင်ပြီးတော့ဆင်းလာတာ။အောက်တော်မရောက်သေးဘူးဟိုမှာနွားရုပ်ကူးခွင်နေ။အဲ့နဲ့ယူလာတဲ့သူကိုယ်တိုင်ဒေါသထွက်ပြီးတော့ပောက်ခွဲပလိုက်တာ။ ဆိုအမျက်ဒေါသမထွက်ရဆိုရဲစီကံမှာ तू ကတခါတည်းချိုးပေါက်လိုက်ဆိုပြည့်ညက်တရားယူလာတဲ့သူတော့ယူလာတဲ့သူလည်းမလုံနိုင်အောက်ကလူလည်းမခံစားနိုင်ဘူးဘာကြောက်လဲတမလေးနှစ်ကော၃၆မှာပြောတယ်ကြမ်းဟောင်းတရားအသက်သီစီတက်တဲ့တရားဂျေစုတော်ကြတော့ပြည့်ညက်တရားနဲ့မတူဘူးပြည့်ညက်တရားကြတော့ခိုင်းရင်လုံမလုံနိုင်မဝင်ရဘူးဂျေစုတရားကြတော့ဂျေစုပြုတ်ပေးတယ်ယုံရင်ဘာလုပ်ရမလဲ ဝင်ရမယ်ပြည့်ညက်တရားကာလမှာလေပြည့်ညက်တော်ကိုယူလာတဲ့မောရှေကိုတိုင်ပင်လေပြန်မလုံနိုင်ပဲနဲ့သူကိုတိုင်ဂတိတော်ပြည်တဲ့ဝင်ခွင့်ရလားမရဘူးအဲ့တော့ဒီနေ့ထိအဲ့မောရှေယူလာတဲ့ပြည့်ညက်ကိုဒီနေ့ထိစူးစမ်းပြီးတော့စုတ်ထင်းနေသေးရဆိုရင်တင်လဲမယုံကြည်ရဲ့ဖွဲ့တယ်မှာပါသွားပြီပြည့်ညက်တရားဆိုတာကျင့်ရတာမကျင့်နိုင်ရင်မဝင်ရအောင်ဂျေစုတရားဆိုတာယုံရတာယုံရင်ကောင်းကြီးရတယ်တင်းရဲ့အကျင့်နေလေဘုရားသခင်အရှိမဘာမှတုံ့ဆောက်လို့မရအောင် အရင်ဦးဆုံးကျွန်တော်တို့ကအချင်းကောင်းအောင်အရင်လှုပ်ချင်တယ်မဟုတ်မမားပါဘူးအချင်းကောင်းအောင်နေတာကအဲ့ဒါဘာသာတရားအရင်ဦးဆုံးယုံရတာကျင့်ရတာမဟုတ်ဘူးဘာသာတရားဆိုတာကျင့်ရတာလားယုံရတာကျင့်ရတာကဘာမှမရှိတဲ့ဘာသာတရားတွေအလုံးတင်သွားကြည့်လိုက်အကုန်လုံးကျင့်ရတယ်ဒါပေမဲ့ဂျေဇူးတရားကြတော့ဘာသာတရားနဲ့မတူဘူးဂျေဇူးတရားဆိုတာဘာလို့ရလဲယုံရတာယုံရတာဘာနဲ့ယုံရတာလဲဆိုတော့နှုတ်နဲ့ဝန်ခံပြီးတော့ယုံရတာ မောရှိကိုဘုရားဘုရားတခင်ကပြောတယ်အဲ့ကြောက်ကိုမင်းမာထားလိုက်တနည်းအားဖြင့်ပါလေယုံကြည်ခြင်းနဲ့နှုတ်မွန့်လိုက်အဲ့ကြောက်ထဲကရေထွက်လာမယ်ဒါမဲ့ तू ဘာလုပ်လိုက်လဲရိုက်ပလိုက်တယ်ဂျေဇူးတရားဆိုတာလေရိုက်เสียမလို့ပါဇက်နဲ့လေ ယုံကြည်ခြင်းနဲ့ဝန်ခံလိုက်ယေရှုခရစ်တော်ဟာငါ့ရဲ့ကယ်တင်ပိုင်ရှင်ဖြစ်တယ်ယေရှုကျွန်တော်ရဲ့နှလုံးသားထဲမှာဝင်ရောက်ကိန်းဝတ်နေရာယူတော်မှာလို့ဝန်ခံလိုက်ရင်ဝင်ရပြီပြည့်ညက်တရားဆိုတာလုပ်ရတယ်မလုပ်နိုင်ရင်ချိန်ချင်းခံရတယ်ဂျေစုတရားဆိုတာယုံရတယ်ယုံကြည်ရင်ကယ်တင်ခြင်းနဲ့ကောင်းကြီးမင်္ဂလာခံစားရတယ်